ိုသားတွေတကယ်ရှိလားဒီတခါတော့အဲ့ဒီမိကွန်းကိုခဏပေးဖယ်ထားပြီးပို့ပြီးစိတ်ဝင်စားစရာကောင်းတယ်မိကွန်းတခုကိုကြည့်ကြရအောင်အဲ့ဒါကတော့လူများစုကြီးကသူတို့တကယ်ရှိတယ်လို့ဘာကြောင့်အခွင့်အမှာယုံကြည်နေကြတာလဲဆိုတာပါပဲဒီယုံကြည်မှုကြီးတစ်ခုလုံးကိုလေလူသားတွေစီရောက်လာပြီးဖော်တိုပုတ်ကျူစားနေရတဲ့ရှူထွေးတဲ့ signal တစ်ခုလို့သဘောထားပြီးအတူတူလေ့လာကြည့်ကြရအောင်ပါကဲဒီကိစ္စရဲ့အစကဒီနံပါတ်ပါပဲ65ရာခိုင်နှုန်း Pure Research Center ရဲ့စတန်ရာ အမေရိကန်ရဲ့65ရာခိုင်နှုန်းကတခြားကြိုးတွေမှာညံရီရှိတဲ့သက်ရှိတွေရှိတယ်လို့ယုံကြည်နေကြတာပါဒါကလူနှစ်ယောက်မှာတစ်ယောက်ကြိုးကြိုးလို့နော်အန့်ဟိုးစရာပဲခိုင်မာတဲ့တဲ့တွေကမှမရှိပဲနဲ့လူများစုကြီးကဘာလို့များဒီလိုယုံကြည်နေရတာလဲအဲ့ဒါကပဲကျွန်တော်တို့အတူတူဖြေရှားကြည့်ခြင်းတဲ့ပဟိတ်လီကြီးတစ်ခုပေါ့ဒီမှာပဲအဓိကပฏิပက္ခကိုရှင်းရှင်းလင်းလင်းတွေ့ရတော့တာပဲတချမ်းကိုကြည့် NASA တို့ Pentagon ရဲ့ AAR တို့လိုတရားဝင်အဖွဲ့အစည်းတွေကလူလို့တောင်မှဟုတ်တဲ့နီးပညာအတည်ပြုနိုင်တဲ့တက်တီပါမှမရှိဘူးလို့တရားဝင်ကြေညာထားတယ်။ဟုတ်ပြီဒါတစ်ဖက်အဲနောက်တစ်ချမ်းကိုကြည့်လိုက်ပြန်တော့လူတို့က UFO တွေကိုဂျူလာရန်တွေပဲဖြစ်ရမယ်လို့ယုံကြည်နေကြတော့ပဲ။အစိုးရကတခုခုကိုဖုံးကွယ်ထားတယ်လို့တောင်ထင်နေကြတယ်။ဆိုတော့ဒီလိုတရားဝင်ထုတ်ပြန်ခြင်းနဲ့လူလူယုံကြည်မှုကြာကအကြီးရဲ့ကွာဟားနေတဲ့ခြောက်နှက်ကြီးကဘာကနေဘလို့ဖြစ်လာတာလဲအဲ့ဒီကွာချက်တဲ့အရင်မစ်တစ်ခုက အထင်မထားတဲ့နေရာမှာရှိနေနိုင်တယ်။အဲ့ဒါကတော့ဘာသာစကားပါပဲ။ဟုတ်ပါတယ်။ဘာသာစကားပါ။ဘာလို့လဲဆိုတော့အချက်ပြ line တခုကိုအဲ့ဒီပဲဖော်ဖို့မစိုးစားခင်မှာအဲ့ဒီအရာကိုခေါ်ဖို့စကလုံးတောင်အရင် ရှိဖို့လိုတယ်လေ။ပြီးတော့ကျွန်တော်တို့တုံးတဲ့စကလုံးတွေကပဲကျွန်တော်တို့ရဲ့အမြင်ကျွန်တော်တို့ရဲ့လက်တွေ့ဘဝကိုပုံသွင်းပေးနေတာကိုဥပမာတစ်ခုပြောပြမယ်။ကျွန်တော်တို့မြန်မာလိုပဲကြည်လေ။ UFO ကိုဘယ်လိုခေါ်လဲ။ပန်းကန်ပြပြန်တယ်။စဉ်းစားကြည့်ဘာလို့ပန်းကန်ပြလဲ။ ။ဘာလို့လဲဆိုတော့ကျွန်တော်တို့မသိတဲ့နားမလည်တဲ့အရာဝတ္ထုတစ်ခုကိုမြင်လိုက်ရတဲ့အခါအဲ့ဒါကိုနားလည်နိုင်ဖို့အတွက်ကိုယ်နဲ့အရင်းအဆုံးဖြစ်တဲ့ပုံစံပန်းကန်ပြနဲ့တွားပြီးနားရှင်လိုက်တာပဲ။ပြောချင်တာကကိုယ်မှာစကလုံးမရှိတဲ့အရာကိုကိုယ်ထိတဲ့စကလုံးနဲ့စားထိုးပြီးအတိပဲဖွင့်ဖို့ကြိုးစားကြတယ်ဆိုတာပါပဲ။ကဲပြဿနာကအဲ့ဒီမှာတင်မပြီးဘူးပို့တော့ရှုထွေးလာသေးတယ်။ Alien ဆိုတဲ့စကလုံးကိုပဲကြည့်။အင်္ဂလိပ်လိုတော့ဒလုံးတဲပဲ။ဒါပေမဲ့မြန်မာလိုကြတော့ဘလို့ဖြစ်သွားလဲ။စိန်တော်လို့ဘာသာပြန်မလား။ ဆိုတာကထူဆန်းတယ်မယဉ်နီးဘူးပေါ့ဒါမှမဟုတ်တိုင်းတပားလို့ပြောမလားနိုင်ငံခြားသားကိုဆိုလိုတာဒါမှမဟုတ်မှတကယ်ကိုအခြားကျော်သားလို့တိုက်ရိုက်ပြောမလားမြင်လားစကလုံးတစ်လုံးတည်းကနေအတိုက်ပဲဒီအများကြီးခွဲထွက်သွားတယ်ဒီလိုဖြစ်လာတဲ့အခါမူလ signal ကဘလို့လို့ရှင်းလင်းပြတ်သားနိုင်တော့မလဲပိုပြီးဝေဝါးသွားတာပေါ့ဆိုတော့ဘာသာစကားကြောင့်အသေးပေတွေလွဲနိုင်တယ်လို့ပဲနောက်တစ်ချက်မှကျွန်တော်တို့လက်ခံရရှိတဲ့ data အချက်လက်ကိုယ်တိုင်ကလည်းလမ်းမှာပြည့်ရွှင်းသွားနိုင်တယ် အဲ့ဒီလိုလမ်းမဝင်လာတဲ့ noise လို့ခေါ်တဲ့အနှောင့်အယှက်တွေကရှင်းလင်းတဲ့ signal တခုကိုဘလိုမျိုးအတိပဲလွဲမသွားစေနိုင်လဲဆိုတာခြိလိုက်အောင်တက္ကနီနေ technical ရတဲ့ဥပမာလေးတခုပါရိုက်မဲ့သဘောတရားကိုရှင်းရှင်းလင်းလင်းမြင်စေတယ် one press မှာစာရိုက်တဲ့အခါမြင်းတို့လေးတခုကိုရိုက်ထည့်လိုက်တယ်ဒါပေမဲ့ signal ကအဲ့ဒါကို jason cook အဖြစ်ပြောင်းတဲ့အခါမှာ8822ဆိုတဲ့မြင်းရှည်အတွက်ကို့အဖြစ်မားပြီးပါးသားပြန်သွားတယ်ကြည့်လိုက်တော့တီတီလေးပဲမောင်ဒါပေမဲ့ ဲ့ဒီလိုတင်းခဲ့တဲ့ data ချိုးယွင်းမှုလေးတခုကနောက်ဆုံးရလက်ကိုလုံးဝပြောင်းသွားစေနိုင်တယ်။ UFO ဇလန်တွေမှာလည်းဒီတိုင်းပဲ။မျက်မြင်သက်တဲ့တယောက်ရဲ့စကားတခွန်းဓာတ်ပုံထက်ကအဆက်ပြောက်လေးတခုအဲ့ဒီလိုတင်းခဲ့တဲ့အချက်လက်လွှဲချော်မှုလေးတွေကနေတဆင့်အဖြစ်မှန်တစ်ခုလုံးရဲ့အထိပ္ပယ်ကောက်ယူပုံကိုလုံးဝပြောင်းလဲသွားစေနိုင်တာပဲ။အဲ့တော့ဒီကိုကကြက်ကအားလုံးကိုပြန်ပြီးခြုံငုံသုံးသက်လိုက်တယ်လို့ပါပဲ။ဒီကိစ္စကအချက်လက်မှန်တယ်မားတယ်ဆိုတော့ထက်အများကြီးပိုနှဆိုင်တယ် အဖွဲ့အစည်းတွေရဲ့တန်တရားနဲ့လူမှုရဲ့အခိုင်အမာယုံကြည်မှုကြားကကွာဟချက်ဆိုတာအသိပညာပိုင်းဆိုင်ရာကွာဟချက်တက်တက်မဟုတ်တော့ဘူးဒါဟာလူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာကွဲပြားမှုရည်တူကူဖြစ်လာတာစင်တွေက machine learning နေခါ data တွေကပြက်လွှင်းနေတဲ့ခါလူတွေကကိုယုံကြည်ခြင်းနဲ့အရာကိုရွေးချယ်ယုံကြည်လာကြတော့တာပဲဆိုတော့ဒီလို machine learning နဲ့ signal တွေကိုလက်ခံရရှိတဲ့အခါမှာ လူတွေကမတူညီတဲ့နီလန်းနေနဲ့အဓိပ္ပယ်ဖွင့်ဆိုကြတယ်။အဲဒီမှာအဓိကအဖြစ် framework ကြီးနှစ်ခုကွဲထော်ထားတာကိုတွေ့ရတယ်။တစ်ခုကအစ်ပန်နီကြအချင်းကမ်းမှုနောက်တစ်ခုကတော့ dental ရေးဆန်ဆန်ချင်းကမ်းမှုပေါ့။ဂျော်တာလိုယူဆရတဲ့ကျူးကျော်တူတယောက်ကိုဒီနီလန်းတစ်ခုကဘလို့ကင်တွယ်မလဲဆိုတာနိုင်ရှင်ကြည့်အောင်။ဘယ်ပချမ်းကိုကြည့်။ဒါကအစ်ပန်နီကြအချင်းကမ်းမှုပါ။ဥပမာငှက်ဖျားယောဂါပေါ့။ဒါလည်းအချမ်းမွေးရတဲ့တော့ဂျိုသားကျူးကျော်သူလိုပဲလေ။ဒါမဲ့အစ်ပန်ကသူ့ကိုဘလို့ကင်တွယ်လဲ။ ယောဂတဲ့တဲ့ချင်းကိုဖော်ထုတ်တယ်ဂါကွယ်စေးထုံးတယ်ကုသိုလ်ဖို့ great တိကျတဲ့လူထုံးလုံးနည်းတွေချမှတ်တယ်အားလုံးကစနစ်တကျနဲ့ရှင်းလင်းပြတ်သားတယ်ကဲညာဘက်ကိုကြည့်ဒန်တာကြီးဆန်းဆန်းချင်းကမှု UFO တွေပေါ့ဒီဘက်မှာတော့အားလုံးကမြင့်မြင့်တက်တည်တွေရဲ့ထဆိုးချက်တွေဘာမှမသိမရှင်းလင်းတဲ့ဖြစ်စဉ်တွေကိုကိုယ့်ဘာသာအထက်ကောက်ယူသားတယ်ပြီးတော့အစိုးရကအတခုခုလျော့ဝတ်ထားတဲ့ဆိုတဲ့ယုံကြည်မှုပုံမှာပဲအခြေတည်နေတယ်တွေ့လားကျူးကျော်သူကိစ္စအတူတူကိုကင်တွယ်တဲ့စနစ်တစ်ခုကလုံးဝကောကဘာနဲ့ချီပြီးကွာခြားနေတာကောင်းပြီဘာသာစကားပြဿနာတွေဒေတာချိုးယွေးမှုတွေ တိပါနဲ့ထန်တားကြီးရာကကွဲလွန်မှုတွေဒီစိန်ခေါ်မှုတွေအားလုံးကိုကြည့်ပြီးတဲ့နောက်မှာမေးစရာမေးခွန်းတစ်ခုချီလာပြီတကယ်လို့တကယ်လို့နော်မနက်ဖြန်မှာ တကယ်ကိုရှင်းလင်းပြတ်သားတဲ့ signal တစ်ခုတန်တရားဖြစ်စရာမရှိတဲ့အချက်ပြ line တစ်ခုရောက်လာခဲ့ကျွန်တော်တို့လူသားမျိုးနွယ်ကအဲ့ဒါကိုတုံ့ပြန်ဖို့တကယ်ပဲအဆင်သင့်ထူပြီလားအဲ့ဒီမင်းဟောင်းအတွက်တိပံပညာရှင်တွေကအဖြစ်တစ်ခုကိုကြိုတင်ရှာနေကြပါပြီ University of St Andrews ကသူတွေထီးတွေက post detection protocol ဆိုတဲ့ ကဘာလုံးဆိုင်ရာအစီအစဉ်တစ်ခုကိုအဆိုပြုထားတယ်။ဒီအစီအစဉ်မှာတိပတ်မြာရှင်တွေချိပဲမဟုတ်ဘူး။အကျက်ပြလိုင်းရောက်လာတာနဲ့ဖြစ်လာနိုင်တဲ့ကဘာပြဿနာတွေကိုပါထက်စင်စာထားတယ်။ဥပမာသတင်းမာဒီအဆုလိုက်ပြုံလဲပြတ်နံလာမှာကိုဘလို့ထိန်းချုပ်မလဲ။ကဘာပေါ်ကမတူညီတဲ့ယဉ်ကျေးမှုတွေဘာသာတရားတွေကဒီကိစ္စကိုဘလို့အတိတ်ပဲကောက်ယူကြမလဲ။လူတွေပေါ်မှာဘလို့စိတ်ပိုင်းဆိုင်ရာတည်ရောက်မှုတွေရှိလာမလဲ။အရေးကြီးဆုံးကတော့ကဘာကြီးတစ်ခုလုံးကစီစီလုံးလုံးနဲ့တက်တန်လေးထွက်ပြီးဘလို့တွန်းပြန်ကြမလဲဆိုတာတွေပါပဲ။ ဒီခွေချမ်းစိတ်ဖြာမှုတစ်ခုလုံးကိုပြန်ကြည့်လိုက်ရင်ရှုံထွေးတဲ့ဘာသာစကားတွေလမ်းမှာပြည့်ရင်းသွားတဲ့ data တွေပြီးတော့တိပံနဲ့တန်တားရေးကြားကအားပြိုင်မှုတွေဒါတွေအားလုံးကိုဖြတ်သန်းသိတဲ့နောက်မှာကျွန်တော်တို့အားလုံးအတွက်နောက်ဆုံးမေးခွန်းကြီးတစ်ခုကြံခဲ့တယ်တကယ်လို့အချက်ပြလိုင်းတစ်ခုရောက်လာခဲ့ရင်အရေးကြီးဆုံးကိစ္စကအဲ့ဒါကိုကြားရဖို့တသက်မဟုတ်တော့ဘူးအဲ့ဒါရဲ့အသေးအပေကိုဘသူကဆုံးဖြတ်ခွင့်ရှိမှလဲဆိုတာပဲ သိပ္ပံပညာရှင်တွေလားအစိုးရတွေလားဒါမှမဟုတ်လူသူလားလူသားမျိုးနွယ်တစ်ခုလုံးအတွက်ဘသူကကိုစားပြုပြီးစကားပြန်ပြောင်းပါလဲဒါကပဲကျွန်တော်တို့အားလုံးစဉ်းစားရမယ်တကက်စင်ကောင်မှုကြီးပါပဲ